ားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ9ရက်နေ့လည်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်က တင်ဆက်ပေးပါရမရှင်။ အထူးခြားဆုံးနေလကင်းသတင်းတွေတဲ့ AA ရဲ့တော်လိုင်းရေးကြိုက်ပွဲတွေကိုအကြမ်းဖက်မှုလို့ပြောလာတဲ့စစ်တပ်လက်ဝေကန်တော်တတ်ခိုင်ဆိုတဲ့သတင်းကပါစဆက်လေးကိုတင်ပိုက်နိုင်မှုတမိုင်ခန့်တာလို့တော့တဲ့ AA နဲ့ပူပေါင်းတက်တွေရဲ့သတင်း NLD ပါတီကနိုင်ငံရေးလောကကိုပြန်လာခွင့်မရှိတော့ဘူးလို့ပြောလာတဲ့စန့်ခိုင်ရဲ့ဥက္ကဋ္ဌခင်ဆိုတဲ့သတင်းတော်လိုင်းစုံမှုနယ်မြေထက်ကနေရိတ်ခါအများပြတည်ဆောင်ပြီးပြူရော်ကိုထွက်ပြေးသွားတဲ့မိသားစုရဲ့တရင် ဖြူတိလန်ဟွန်တယ်ရဲ့ရက်ဆက်တဲ့လူသက်မှုစာကျော်သက်ဆောင်တွေကျူးလွန်ခဲ့တယ်ဆိုတာတကယ်လားဘောလုံးလောကရဲ့ပထမအဆုံးဘီလီယံနာ ဖြစ်လာတဲ့ရော်နယ်ဒို ဆိုတဲ့အဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့နီးလိုက်ကွင်းပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့နေ့လယ်ပိုင်းဒီအထူးကြဆုံးရရှိထားတဲ့သတင်းတွေထဲကအေးရဲ့တော်လိုင်းရေးတိုက်ပွဲတွေကိုအကြမ်းဖက်မှုလို့ပြောလာတဲ့ စစ်တပ်လက်ဝေကံတောတသက်ခိုင်ပြောတဲ့တဲ့မှာစစ်ကောင်ရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှုလုပ်နေတဲ့ပီတူးရှစ်ဆောင်ပါတီ PPP ဥက္ကဋ္ဌတောတသက်ခိုင်ကအရခတတော် A ကရခိုင်ပြည်နယ်အတွင်းဖော်ဆောင်နေတဲ့တော်လင်ရေးတိုက်ပွဲတွေဟာအကြမ်းဖက်မှုတွေဆိုပြီးပြောခဲ့ပါတယ်။မနေ့ကရန်ကုန်မြို့စီဒိုနာဟိုတယ်မှာပြုလုပ်ခဲ့တဲ့ PPP ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာသူကအထက်ပါအတိုင်းပြောခဲ့တာပါ။အရင်အစိုးရတွေကအလွန်မထောက်ပံ့နိုင်ခဲ့တဲ့လေအားလျှပ်စစ စီမံကိန်းတွေကိုနောက်ပိုင်းစစ်ကောင်စီအုပ်ချုပ်ခေတ်ကလှုပ်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့2023နိုဝင်ဘာလကစပြီးတော့ရခိုင်ဘက်မှာအကြမ်းဖက်မှုတွေပေါ်လာတာကြောင့်စီမံကိန်းကိုရပ်နားထားရပါတယ်လို့တော်တက်တက်ခိုင်ကပြောပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကစတင်ပြီးတော့အေးဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်တပ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲဒီလိုစစ်တပ်ကိုစတင်တော်လှန်မှုကိုအကြမ်းဖက်မှုဆိုပြီးတော့ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်တော် တတ်တတ်ခိုင်ဟာစစ်ကောင်ရှင်လောက်ကန်လူမှုဝန်ထမ်းကဲဆယ်ရေးနဲ့ပြက်လက်နေရာချထားရင်ဝင်ကြီးဌာနရဲ့ပြည်တော်စုဝင်ကြီးအဖြစ်နေရာရခဲ့ပေမဲ့ရေကောက်ွယ်ဝင်ရောက်ရှင်ပြိုင်မှုအတွက်ဆိုပြီးတော့အဲ့ဒီယာသူကနေထုတ်ပယ်ခံခဲ့ရသူပါသူဟာဆရာနာတိတ်မှုကိုလူသိရှင်ကြားထောက်ခံခဲ့သူဖြစ်တဲ့အပြင်လက်ရှိမြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးပြဿနာတွေအတွက်စစ်ကော်မရှင်ရဲ့အားနည်းချက်ကိုထောက်ပြမှုမရှိဘဲတော်လှန်ရေးကြောင့်ပြည့်ဝနေရတာဖြစ်တယ်လို့အပြစ်တင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်စစ်ကောင်ရှင်နဲ့ပေါ်ပေါ်ထထင်ပူပေါင်းမှုတွေပြုလုပ်နေတဲ့အတွက်သူကိုဥရောပတမကနဲ့ဆစ်ဇလန်အပါအဝင် နိုင်ငံတကာကမြမဒီမိုကရေစီကို ထိခိုက်စေသောလောက်ရအများနဲ့မူဝါဒအများကိုထောက်ခံအပြစ်သူအဖြစ်သတ်မှတ်ပြီးပိတ်ဆို့အရေးယူထားပါတယ်။ထက်မှန်တင်ဆက်ပေးစတဲ့သတင်းကတော့ကပ္ပဆဆက်လေးကိုတိမ့်ပိုက်နိုင်မှုတမိုင်ခန့်နာလိုတော့တဲ့အေအေနဲ့ပူပေါင်းတက်တွေသတင်းမှာ အရခတ်တက်တော်ရေးဦးဆောင်တဲ့တော်လင်းပူပေါင်းတက်တွေဟာအမ်ဘရန်လမ်းပေါ်မှာရှိတဲ့စစ်ကွန်ရှင်တဲ့ရဲ့စစ်ကြောင်းတွေနဲ့ကာကင်းစကန်ကုန်းတွေကိုတင်ပိုက်ချေမုံပြီးတဲ့နောက်မှာကပ္ပဆဆက်လင်းနဲ့စင်ပြုံးရွာလက်နက်ကြီးအထိုင်းစကန်ရဲ့တမိုင်ကန်အကွာတီရောက်ရှိလာနိုင်ပြီလို့မြေပြင်သတင်းရင်းမြစ်တွေထံကနေသိရပါဗျ။စစ်ကွန်ရှင်ကလေးချောင်းပစ်ကူနဲ့မြေပြင်စစ်ကြောင်းအင်အားအများပြားနဲ့ခုခံခဲ့ပေမဲ့အမ်ဘရန်လမ်းပေါ်မှာရှိတဲ့စခန်းတွေလက်လွတ်နေရတဲ့အပြင်အဲ့ဒီလမ်းပိုင်းရဲ့ ရိုးတော်ကျော်လမ်းမှာရှိတဲ့နှက်ရီကန်တောင်လေကြောင်းရံကာကွယ်ရေး view scan ကုန်းကိုလည်းအေးပူပေါင်းတက်ကတင်ပိုက်နိုင်မှုအစီအနေကောင်းနေပါတယ်။ နိုင်ရီကန်တောင်မှာရှိတဲ့လေကြောင်းရံပြူဟာဂုံးကိုအေနဲ့ဒေါ်လာရင်းပူပေါင်းတက်ကပိတ်ဆို့ထားကစစ်ကိုတက်လာတဲ့စစ်ကြောင်းတွေကိုရိုးမတောင်ချေအနီးမှာစောက်ကြိုတိုက်ခိုက်နေတဲ့အတွက်စစ်တပ်ဘက်ကတင်းဆုံမှုများနေပြီးတက်လန်နေရတဲ့အခြေအနေဖြစ်ပါတယ်။ကပ္ပဆာဆလီယာမကွေးတိုင်းစစ်တပ်ရာမြို့နဲ့ငပဲမြို့မှာတရှိပြီးတော့အဲ့ဒီစစ်ရုံကနေဒုံးစင်ရဲ့ပြက်စစ်ပိုင်းဆိုင်ရာပုံနှိပ်စာကစ်ပြားတွေကိုအဓိကထုတ်လုပ်နေတဲ့စစ်လက်နက်စစ်ရုံတစ်ခုလည်းဖြစ်ပါတယ်။ စက်ယုံရဲ့အကျယ်ဝန်းကဧကတထောင်ကျော်ရှိပြီးတော့စစ်ရင်အား1500ကျော်နဲ့လုံခြုံရေးချတာတဲ့စက်ယုံတစ်ခုဖြစ်တဲ့အပြင်စက်ယုံအနီကိုတော်လင်းတက်တွေမကန်နိုင်အောင်လို့ကာကင်းစကန်ငယ်များစွာကိုလည်းချထားတဲ့အနေအားဖြစ်ပါတယ်။တကယ်လို့ကပ္ပစ14ကိုသာတိမ့်ပိုက်နိုင်ခဲ့ရင်အသင့်ထုတ်ထားတဲ့ခန်းရံမိကြောင်နဲ့ကုန်ချမ်းပစ္စည်းတွေကို တော်လိုင်းအဖွဲ့တွေကတင်းစေးနိုင်မဲ့အပြင်စစ်တိတ်ရဲ့လက်နက်ထုတ်လုပ်တဲ့လိုအပ်ချက်နဲ့ဤပညာတွေပါရနိုင်မှာဖြစ်တဲ့အတွက်အေရဲ့ထိုးစစ်ဟာအလွန်အရေးပါတဲ့စည်ရေးဖော်ဆောင်မှုဖြစ်တယ်လို့စည်ရေးလိလာသူတွေက သုံးသပ်ထားပါတယ်။ဒါချင်းစစ်လက်နက်စက်ရုံကိုတင်ပိုင်နိုင်ခဲ့ပါကစစ်ကော်မရှင်ရဲ့အဓိကအသက်သွေးကြောတကူတင်ပိုင်နိုင်မှာဖြစ်တဲ့အတွက်ပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုစိတ်ကြခွန်အားအမြင့်ဆုံးမြင့်တင်ပေးနိုင်မဲ့ထိုးစစ်တစ်ခုလည်းဖြစ်ပါတယ်။ တတိယသတင်းအနေနဲ့ပြောပြပေးမှာကတော့ NLD ပါတီကနိုင်ငံရေးလောကကို ပြန်လာခွင့်မရှိတော့ဘူးလို့ပြောလာတယ်။စံခိုင်ဥက္ကဋ္ဌခင်အကြောင်းမှာမြန်မာတိုင်းနိုင်ငံလုံးထောက်ခံအားပေးနေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာနိုင်ငံရေးလောကကိုပြန်လာခွင့်မရှိတော့ဘူးလို့စစ်ကော်မရှင်လောက်ကန်စံခိုင်ရေးပါတီဥက္ကဋ္ဌခင်က ပြောခဲ့ပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ3ရက်က ရန်ကုန်မြို့စံခိုင်ရေးပါတီရုံးချုပ်မှာဘာသာရေးအစွန်းရောက်တွင်တွေ့ဆုံစဉ်ခင်ကခုလိုပြောဆိုခဲ့တာပါကြပြင်းဘာသာရေးဆွမ်းရောက်တွေတဲချေခိုက်စေတဲ့အမျိုးဖာသာတဒနာအတွက်ထာဝရရည်တည်မယ်လို့ခင်ကပြောခဲ့ပါသေးတယ်။ NLD ပါတီအစိုးရလက်ထက်တုန်းကဘာသာရေးဆွမ်းရောက်တွေဟာစံခိုင်ရေးပါတီကိုရည်တည်အပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ချန်ခိုင်ရဲ့ပါတီသားအစိုးရဖြစ်လာပါကမပါတာနဲ့အမျိုးသားရေလှရှားသူတွေနဲ့အတူရက်တည်သွားမယ်လို့ခင်ကပြောခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ပါတာရဲ့အစိုးရတွေကဦးသိန်းစိန်အစိုးရခေတ်ကလို့အမျိုးသားပြန်လည်တင်နေတဲ့အတွက် NLD ပါတီကို ပြန်လည်ဖိတ်ခေါ်မှုတွေကိုစိုးရိမ်နေလို့ပြောဆိုတဲ့ခါခင်က NLD ပါတီအနေနဲ့မြန်မာနိုင်ငံရဲ့လောကမှာပြန်လည်ခြေချခွင့်ရရှိလာစရာအကြောင်းမရှိတော့ပါဘူး။စံခိုင်ရေးပါတီကအစိုးရဖြစ်လာရင်လက်ရှိမူဝါဒအတိုင်းရည်တည်ပြီးတော့ဘာပြောင်းလဲမှုမှလှုပ်ဆောင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါပြင်ခင်က NLD ပါတီကပြန်လာစရာအကြောင်းမရှိတော့ဘူး။သူလန်းသူရွေးသွားပြီးလာဖို့လည်းခွင့်လန်းမရှိနိုင်တော့ဘူး။သူလန်းသူရွေးသွားတာကိုပြန်ပြီးတော့အသက်သွင်းစရာလည်းမရှိဘူး။အဲ့ဒါကဘသူကြောင့်မှမဟုတ်ဘူး။ကျွန်တော်တို့လောက်တာလည်းမဟုတ်ဘူးလို့ဆိုပါရစေ။ အတူရောင်ရွေးကောက်ပွဲရဲ့မဲဆွယ်စီရင်ကာလမရောက်သေးပေမဲ့စန်းခိုင်ရဲ့ဥက္ကဋ္ဌခင်ကဘာသာရေးအဆောင်ရောက်တွင်နဲ့တွေ့ဆုံခဲ့တာနှစ်ကြိမ်ရှိခဲ့ပြီးစစ်တပ်ဝါရပြန်သတင်းမီဒီယာနဲ့ရုပ်ရှင်သရုပ်ဆောင်အချို့ကိုတွေ့ဆုံခဲ့ကပါတီအောင်နိုင်ရဲ့ဝိုင်းဝန်းကူညီဖို့ပြောဆိုခဲ့ပါတယ်။အခုလိုလှုပ်ဆောင်တာဟာစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲဥပဒေနဲ့ညှိစုံနေပေမဲ့စစ်ကောင်ရှင်ကစန်းခိုင်ရဲ့ပါတီကိုအရေးယူမှုတစုံတရာမလုပ်ခဲ့ပါဘူး။ ဆက်လက်ပြီးတော်လိုင်းစုံမှုနယ်မြေထဲကနေရိတ်ကအများပြားတည်ဆောင်ပြီးပြူရောက်ကိုထွက်ပြေးသွားတဲ့မိသားစုတဲ့ရင်ကိုပြပြပေးပါမယ်။မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်း တော်လင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နှံခါရွာကမိသားစုတစုဟာမြောက်ခင်ရံပြူရဘက်ကိုထွက်ပြေးသွားပြီးပြူစောတိတွေနဲ့ပူးပေါင်းခဲ့တယ်လို့ရောလင်းတန်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ9ရက်ကနှံခါရွာအမတ်ရှိရက်ကွက်မှာနေတဲ့ဥတန်မြင့်နဲ့မိသားစုဝင်ဟာစားနပ်ရိက္ခာအများပြားကိုဆက်လက်တဆင်တမန်20နဲ့တက်ဆောင်ပြီးတော့မိသားစုအလုံးနဲ့အတူမြောက်ခင်ရံပြူရဘက်ကိုထွက်ပြေးသွားတာဖြစ်ပါတယ်။ထွက်ပြေးသွားတဲ့ဥတန်မြင့်ဟာကြောက်ပြုတ်ပြူရစာတိဖြစ်ပြီးတော့ ောတမိဖြစ်သူကလည်းကုတ်ကားပြူရွာမှာနေထိုင်သူတဦးဖြစ်ပါတယ် ဦးတန်းမြင့်ဟာမြောက်ခင်ရန်ဖြူအားကိုထွက်ပြေးဖို့နဲ့ရိတ်ခါရဲတည်ဆောင်မှုအတွက်မြစ်တာမြင့်အရှိတ်ဘက်ကမ်းရှိစေးရွာတွေကတောင်းသူတွေလုပ်ငန်းခွင်မှာအသုံးပြုဖို့စုပေါင်းဝေယူထားတဲ့ဆက်လေတစင်းတမန်နှစင်းကိုလည်းခိုးယူခဲ့ပါတည်တယ်။မြောက်ခင်ရန်ဖြူစောထီရွာဟာတောင်းလရေးကုန်ထောက်ခံသူတွေ PDN နဲ့ဆက်ဆက်တယ်လို့တန်တရားရှိသူတွေနဲ့အနန္တီပါတီဝင်တွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေမကြာခဏပြုလုပ်လို့ရှိတဲ့ရွာလေးဖြစ်ပါတယ်။လက်ရှိမှာတော့ဦးတန်းမြင့်နဲ့မိသားစုဝင်တွေဟာမြောက်ခင် ရန်ပြူစောတိရွာကိုသွားမှလားဒါမှမဟုတ်သူသမီးရှိတဲ့ကုတ်ကားရွာတီသွားမှလားဆိုတာကိုတော့တိကျမသိရသေးပါဘူးပြည်တွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့ပြူတိလန်းဟိုတယ်ရဲ့ရက်ဆက်တဲ့လူတက်မှုစေကျော်သက်ဆောင်တွေကျွလုံခဲ့တယ်ဆိုတာတကယ်လားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ ရန်ကုန်မြို့ပပေတဲမြို့နယ်32လမ်းမှာရှိတဲ့ Beautyland Hotel မှာဖြစ်ခဲ့တဲ့လူတက်မှုမှာကျွလွန်သူတွေကိုအော်တိုဘာ9ရက်မှာဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်ရှင်ကအော်တိုဘာ10ရက်မှာထုတ်ပြန်ထားပါတယ်။လူတက်မှုကျွလွန်တယ်လို့တန်တရားရှိသူတွေဟာတာကေတာမြို့နယ်မှာနေထိုင်တဲ့အသက်16ရွယ်အောက်ခန့်ကျော်စင်ဖြစ်ပြီးဂိမ်းလွန်ကစားသူဖြစ်ကနိုင်ငံသားစကားတွေထဲကလူတက်အလောင်းဖြောက်တဲ့ဇဝင်ကန်းတဲ့အတိုင်းအသိဉာဏ်ဆောင်လာတဲ့ဒါနဲ့ရရဆက်ဆက်တက်ဖြတ်ခဲ့တာဖြစ်တယ်လို့စစ် ော်မရှင်ကဆိုပါတယ်။အခင်းဖြစ်ပွားခဲ့တာကတော့အော်တိုဘာ6ရက်နေ့ကဖြစ်ပြီးတည်ဆုံးသူဟာနှစ်တလင်းမြို့နယ်ကအသက်23နှစ်အရွယ်မတ်စုမြတ်ဝင်းဖြစ်ပြီးတော့အခပေးပျော်ပါဖို့ဟိုတယ်ကိုခေါ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။အသက်ခံရတဲ့မတ်စုမြတ်ဝင်းရဲ့ဝမ်းနှင်းကလေးစားရင်းနဲ့ပေါင်သားတွေဟာလိပြက်ခံတာရပြီးတော့တေဆုံးယုံလောင်ကိုကြွကြိတ်အပြာနဲ့အခန်းပြတင်းပေါက်အပြင်ဘက်အဲကွန်နှစ်ခုချာမှတွေ့ခဲ့ရလေဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဒုတန်းမှုကျွလွန်နယ်လို့တန်တရားရှိတဲ့အောင်ခန့်ကျော်စင်ရဲ့ချစ်သူဟာအခန်းတွင်ကသွေးတွေကိုတန်ရှင်းရင်ပြုတ်ခဲ့ပြီးအလောင်းဖြောက်တာမှာပါဝင်ကူညီတဲ့အတွက်ဖမ်းဆီးခဲ့တယ်လို့ဆိုထားပါသေးတယ်။လူတန်းမှုကျွလွန်သူတွေကိုဖမ်းဆီးထားရလို့စစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပေမယ့်ပြည်သူအချို့ကစစ်ကော်မရှင်ရဲ့ထုံစံတိုင်းစက်ကွက်စင်လုံခြံဖမ်းဆီးတာဖြစ်နိုင်တယ်လို့ယူဆနေတဲ့အပြင်ထုတ်ပြန်ချက်မှာလည်းရုပ်ရှင်ဆန်လွှတ်နေတဲ့အတွက်လူမှုကွန်ရက်မှာထောက်ပြမှုတွေဝေဆာနေပါတယ်။ ကြပြင်းစစ်ကောင်ရှင်ကလူသက်မှုကျူးလွန်သူတွေကိုရပိုင်းတွင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာဟာတရင်ကျုံလာပြင်းညကချောင်းမြုံနဲ့စင်မီထုံပွင့်မှာစစ်တပ်ပုံကျဲမှုကြောင့်ပြည်သူ40လောက်တစ်ဆုံခဲ့တဲ့ကိစ္စကိုဟုံးကွယ်ဖို့အတွက်လုပ်တာဖြစ်နိုင်တယ်ဆိုပြီးပြောဆိုမှုတွေလည်းရှိနေပါတယ်နောက်ဆုံးပြပါတဲ့ကတော့ဘောလုံးလောကရဲ့ပထမအဆုံးဘီလီယံနာဖြစ်လာတဲ့ရော်နယ်ဒိုတဲ့င်းကိုပြပြရင်ကျမရဲ့တဲ့င်းတက်ဆက်မှုကိုအဆုံးသတ်လိုက်ပါစေရှင်။ ပေါ်တူဂီဘောလုံးအကြောင်းမခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပိုင်ဆိုင်မှုဟာစုစုပေါင်းအမေရိကန်ဒေါ်လာတစ်တသက်မှ၄ဘီလီယံကိုရောက်သွားတဲ့အတွက်ပထမအောင်ဆုံးဘီလီယံနာဘောလုံးသမားဖြစ်လာရလို့ Bloomberg Billionaire Index မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇွန်လမှာ Saudi လက်က NSA အသင်းနဲ့ဒေါ်လာတန်း400ကျော်စာချုပ်အသစ်ကိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာအခုလိုငွေကြေးအခြေအနေကိုရောက်ရှိလာခဲ့တာပါအသက်40ရွယ်ရှိတဲ့တိုက်စစ်ကစားသမားရိုနယ်ဒိုဟာ2002ခုနှစ်ကနေ2023ခုနှစ်အတွင်းလစာငွေအမေရိကန်ဒေါ်လာ တန်း950ကျော်ရရှိခဲ့တဲ့အပြင်30အမေရိကန်ဒေါ်လာ18တန်းနီးပါးတန်မိုးရှိတဲ့ Nike စာချုပ်နဲ့ Armani, Casto စာချုပ်တွေအပါအဝင်အခြားအကျိုးမြတ်များတဲ့ကြော်ညာစာချုပ်တွေကနေ10နှစ်ကျော်အတွင်းအမေရိကန်ဒေါ်လာ195တန်းရရှိခဲ့တယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Ronaldo က2023ခုနှစ်မှာ Manchester United ကနေ NSD အသင်းကိုပြောင်းရွှေ့ခဲ့ရမှာတစ်နှစ်ကိုအမေရိကန်ဒေါ်လာ 239ကွန်တသမာ9နှစ်တန်လဆာအပြင်အပိုစုခြင်းနဲ့ Sorry Arabia Club အတင်းရဲ့ရှယ်ယာ15ရာခိုင်နှုန်းကိုပါရရှိနေတဲ့အတွက်ဘောလုံးသမိုင်းတစ်လျှောက်အမြင့်ဆုံးလဆာရရှိနေသူပါဘီလီယံနာဆင်ကစားသမားတွေဖြစ်တဲ့ဘတ်စကတ်ဘောအကျော်မွန် Michael Jordan, Mitchell Johnson နဲ့ လီဘရွန်ဂျင်းကောက်တီကစားသမားတိုက်ကာဝူးနဲ့တင်းနစ်ကစားသမားရောဂျာဖက်ဒါရာအပြင် အခုတော့ရော်နယ်ဒိုပါဘီလီယံနာကစားသမားတို့ဖြစ်လာရပါအခုလိုဘီလီယံနာ ဖြစ်လာတဲ့ရော်နယ်ဒိုဟာဘောလုံးအားကစားကနေအနားယူဖို့မစင်စားသေးပဲဒီအားကစားနည်းအပေါ်မှာစိတ်အားထက်သန်မှုရှိနေတယ်လို့အော်တိုဘာ9ရက်မှာကျင်းပခဲ့တဲ့ပေါ်တူဂီဘောလုံးပွဲဂါလာခန်းနာမှာပြောကြားခဲ့ပါတယ် MP ရဲ့နိလေကင်းထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကို အဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာ ချမ်းသာပြီးဘဝအမော်တွေပြေကြပါစေရှင်